United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဇွန်လ25ရက်နေ့အထိရရှိထားတဲ့အဲသတင်းတွေပေါ့နော် line ပေါ်မှာတက်နေတဲ့ကျွန်တော်တို့ United အသင်းရဲ့သတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးကြပါမယ်ပရမဆုံးအနေနဲ့ကျွန်တော်တို့ဒါမျိုးတလင်းလင်းဆောင်စားနေတဲ့ Brian Ambu မို့ပေါ့နော် Brand Pope အသင်းရဲ့တိုက်စင်မှု Brian Ambu မို့ကတော့ United အသင်းကိုရောက်ရှိဖို့အဲတော်တော်လေးနှိစက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ brand ဖို့တောင်းဆိုထားတယ်ပေါ့နော်ပြောင်းရွှေ့ကြီးနဲ့အနည်းဆက်ဆုံးထိဒါ United United ကတိုးပေးပြီးတော့ဒါကန်လန်းလိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီ brand ဖို့ဘက်ကလည်းလက်ခံမှုများတယ်ပြောင်းရွှေ့ကြီးကတော့ကျွန်တော်တို့ဒီမာတီရဲ့ကွညာတော့ငါပေးရတဲ့အတိုင်းပေါင်60နှစ်တသမာ5တန်းဝင်းကျင်ပေါ့နော်ဒီလောက်လောက်ဒီဒါ United ကတိုးပေးလိုက်ပြီး ဖြစ်တယ်ပေါ့ဆိုတော့ Bradford အသင်းကလည်းဒါလက်ခံမှုရာခိုင်နှုန်းများတယ်ဆိုတော့ကဒီကျွန်တော်တို့ဒီ United အသင်းရဲ့ရာသီဂျိုခြေစမ်းပွဲတွေမတိုင်မီမှာပဲ Brian Ambumo ကဒါ United အသင်းနဲ့ C6 အပြီးရင်ပေါ့နော်အပြီးသက်စားချုပ်ချုပ်တာပါညာလေးဒါပြုတ်လုသွားဖို့ရှိလောက်မယ်ဗျကစားသမားအနေနဲ့ကတော့ဒါ United ကိုပြောင်းမယ်လို့ရည်ရည်ပြတ်တာဆုံးဖြတ်ပြီးတာကြာပြီသို့ပေမဲ့လည်းသူ Brandford အသင်းပေါ့လေသူရဲ့ သူ့ကိုမြေတော်မြောက်ပေးခဲ့တဲ့အသင်းဆိုတော့ဗောနော်ဒီအသင်းရဲ့ဒါလိုချင်တဲ့ပြောင်းရွှေ့ခြေဒီရရှိအောင် United နဲ့ညှိနှိုင်းမှုအကစားသမားကဒါအချိန်ကြီးပေးခဲ့တာဖြစ်တယ်ဘာမှလည်းမပြောဘူးသူစိတ်ရှိလက်ရှိစောင့်နေတဲ့သဘောပေါ့နော်အခုတော့ဒီ Brian မြို့မွေရဲ့ဆန္ဒရောကျွန်တော်တို့ United ပြည်သက်တွေရဲ့ဆန္ဒရောပြေဝါဖို့တဖြည်းဖြည်းနီးကပ်လာရွေးဖြစ်ပါတယ် နောက်ထပ်တယောက်ကတော့ဒါပရိုက်တာမင်သားကြီးဒေါက်တာမာကတ်ရက်ဖိုးပေါ့နော်မာကတ်ရက်ဖိုးကတော့ဒီဘာစီလိုနာတင်းရအငားနဲ့ခေါ်ယူခြင်းနဲ့ဆိုတဲ့သတင်းတွေဒီရပိုင်းမှာထွက်ရှိလာတယ်ဗျတကယ်လို့သာပေါ့နော်ဘာစီလိုနာတင်းကရက်ဖိုးကိုအငားနဲ့ခေါ်ယူမယ်ဆိုရင်လည်းကောင်းတယ်ပေါ့ဘာလို့လဲဆိုတော့ရက်ဖိုးရဲ့လာကများတယ်ဗျယူနိုက်တက်မှာပေးရတာ၃သိန်းခွဲလောက်ရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီလာကတွေညော့သွားတယ်ဆိုရင်မနေဘူးဗျအဲ့ဒီပြီးရင်ဒါဘာစီလိုနာဘက်ကနေအငားခေါ်ယူတဲ့ဒါပြောင်း အငါးခေါ်ယူကြီးပေါ့လေအဲ့ဒါလည်းဒါပေါင်ဘယ်နှတန်းလောက်ရမလဲအဲ့လောက်ဟိုရသလောက်ပေါ့ဗျာမဆိုးဘူးပေါ့အဲ့ဒါလေးလည်းရမယ်ခုနကဟိုလာကတွေလည်းသူ့အပေးရမယ်လာကတွေလည်းကျော့သွားတယ်ဆိုရင် United အတွက်ဒါအသုံးစရိတ်လေးနည်းနည်းပေါ့ပါထွက်လာနိုင်ကြီးရှိရဲ့ပေါ့အဲ့တော့ဒီဘာစီလိုနာဟိုအငါးသွားတာပဲဖြစ်ဖြစ်ပေါ့နော်တခြားအသင်းပြောင်းတာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ကတော့ပြောင်းစီခြင်းပါပြီဆရာကြီးများကြွားရစီခြင်းပါပြီပေါ့ ဒီ United ရဲ့ဘောနော်လူငယ်ကစားသမားလေး Kobe Mino ကတော့ဒါ United နဲ့နောက်ထပ်ဘောနော်တက်တန်း22ကိုအတွက်အချိန်နေကောင်းနေတယ်ဗောနော်ဒီလိုမျိုးတင်းနေတက်လာပြန်နေဗျာကျွန်တော်မနစ်ထုံးကဒီဇန်နဝါရီဗောနော်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့လောကဆိုကိုဘီမိုင်းနိုကိုကိုဘီမိုင်းနိုကိုပါရောင်းမယ်လို့ကျွန်တော်တို့တင်းနေတက်ခဲ့တယ်ပြီးတော့ဒီနွေရာသီပြောင်းရွှေ့มาလဲဗောနော် United အနေနဲ့ကငွေကြီးလိုအပ်ချက်တွေရှိနေတဲ့အတွက် Academy ကစားသမားကစားသမားတက်ရောက် ကိုရောင်းထုတ်မယ်ရောင်းထုတ်ရင်လည်းဒါပြစ်နိုင်ရည်ရှိဆုံးကဒီ copy mine တို့ဂါနာချိုးလို့ဖြစ်တယ်ဆိုရင်တည်င်းနေတောင်းချောက်ကိုတက်လာခဲ့တာပေါ့ဒါပေမဲ့အခုတော့အဲ့အဲ့ဒီစားပေါ့နော် copy mine တို့ကဒါ united မှာပဲဆက်ရှိဖို့အချိန်နေကောင်းနေတယ်ပေါ့အဲ united တင်းနေတော့ဒါတရားဝင်ဆွေးနွေးတာတွေပါပြီးမပြုတ်လို့ရနေဘူး united နေနေလဲဒါ copy mine တို့ကိုလိုဒီခေါ်ထားခြင်းနေပေါ့နော် copy mine တို့ကလည်းဆက်နေခြင်းနေဆိုတော့ united မှာပဲဆက်ရှိဖို့များတယ်ပေါ့တကယ်တော့လေဗျာဒီ ကိုမီမိုင်းနူကတကယ်ကိုဒါပါရမီရှိတဲ့ကစားသမားများဘောလုံးနေပါတယ်ထိန်းတာတိန်းတာလည်းကောင်းတယ်ဒီမထင်မဲ့ပင်းနေပေါ်တော့ဒီစပိတ်ချင်းချင်းလေးတွေကနေဆွဲထွက်သွားတယ်ပြီးရင်ကိုပေါက်လန်ကန်တာတွေတော်တော်လေးဒါတတ်ရက်တဲ့ကစားသမားပါစကီကောင်းတယ်ပေါ့ဗျာကျွန်တော်တို့ပြိတ္တမြင်ရတော့ဒါပေမဲ့လည်းဒီ MO ရင်ရဲ့ system မှာတော့တော်တော်လေးဒါအဆင်မပြေဖြစ်ခဲ့တာကိုတွေ့ရတယ်ဗျာဘာလို့လဲဆိုတော့ဒီ3လေးနှစ်တက်မှာ3လေးနှစ်တက်မှာဆိုဒါ၄ရောက်တန်းရဲ့အလယ်မှာက တနေရာပဲရှိရဗျာနံပါတ်8တနေရာပဲရှိရအဲ့ဒီနေရာကိုလည်းလာမယ့်ရာသီတေချာပေါ့ဒါဘလူးနိုပေးရမှာပဲအဲ့ဒါဘလူးနိုပေးရမှာပဲဗောနော်ဒီကိုဘီမိုင်းနိုကဒီ AM နေရာဆော့မယ်ဆိုလဲအဆင်မပြေပြန်ဘူးဗောအဲ့လိုမျိုးဆိုတော့ဒီတန်ဟက်ရဲ့ဒီ၄နှစ်၃တက်မှာတော့မိုင်းနိုကတော်တော်လေးခြေစွမ်းပြခဲ့တယ်ဗျာဒီအမွေရဲ့လက်ထက်မှာတော့ဟိုကိုကစားနေကြမဟုတ်တဲ့အတွက်ရောပြီးတော့သူ့ရဲ့ဒီအမွေရဲ့ ဒီကစားချိန်နေပါမှုပေါ့အမိုရင်ကလည်းတိတ်မကြိုက်ဘူးနဲ့တူပါတယ်မနေအဲ့တော့ကတော့เนาะအဲ့ဒီအတွက်တည်းကြောင့်ခြေစွမ်းကောင်းမှမပြနိုင်လိုက်ဘူးပေါ့เนาะဒါပေမဲ့လည်းခုတော့သူယိုယိုနဲ့တူလေ့ကျင့်နေတဲ့ပုံတွေပါလေတက်လာတယ်ဆိုတော့ဗျာဒီစားသမားလေးပြန်ကောင်းလာဖို့ကျွန်တော်တို့ကမျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ဟိုအသက်လည်းငယ်သေးတယ်ဗျာစကီးလည်းကောင်းတယ်ဒီလိုကစားသမားတယောက်ကိုတော့ခြေသွမ်းခြေစားလည်းရှိတယ်ကျွန်တော်တို့ချားသိန်းကခေါ်ရမယ်ဆိုရင်နေအုံးဒါပေါင်သန်း50 60တွေပေးခေါ်နေရမှာဗျာကိုသိန်းကကစားသမားလေးကဒါကောင်းလာတယ်ဆိုရင်ပူကောင်းလာပေါ့ဟို ကစားသမားတစ်ခေါ်ယူကြလည်းမလိုဘူးကိုအသင်းမှလည်းဒါအာဂိုရာလောက်တဲ့ဘောနော်နှစ်ရှိအာဂိုရာနိုင်တဲ့ကစားသမားရလာနိုင်တယ်ပေါ့ဒါမှမဟုတ်လည်းဒါတွေကလည်းဒါကိုဘီမိုင်းနိုရဲ့ခြေစွမ်းပေါ်တော့မူတည်နေတာပေါ့လေ United ရဲ့ဒီတိုက်စစ်မှုပေါ့နော် ရှာဘုံတော်ဖွင့်တဲ့တည်င်းနေရလဲဒါထက်ပြီးတက်လာတယ်ဘောနော်ရှာဘုံတော်ဖွင့်တာတော့ United ကတော့လိုက်ပြီးရှားနေတာတော့မဟုတ်ဘူးပေါ့လေတည်င်းနေရဒီတိုင်း တက်လာကြတာမျိုးပေါ့နော်ဒီဒီရဲ့ပိုင်းမှာဆိုဒီအာဆင်နယ်ကလည်းအရင်တော့ဘန်ဂျမင်းဆက်ကိုလိုက်နေတယ်ဗျာဘန်ဂျမင်းဆက်ကိုကနည်းနည်းမူလကြီးများနေတယ်ဘာညာထားပေါ့အဲ့လိုမျိုးလေးဆိုတော့အာကြီးကစိတ်မရှိဘူးပေါ့နော်သူတို့ဒီစပိုတင်ကယော့ဂရက်ကိုခေါ်ဖို့ပဲသူအပြန်စိုက်နေတယ်ပေါ့နော်ယော့ဂရက်ကလည်းဒါအာဆင်နယ်အသင်းကိုသွားချင်တာမှတပိုင်းသေးနေစပိုတင်မှတော့မနေချင်တော့ဘာညာလုံနေပြီဆိုတော့ဗျာအဲ့ဒီအပြောင်းအရွှေ့လာဖြစ်သွားမယ်ဆိုရင်ပေါ့နော်ဆက်ကိုဒီလည်း ် United ကိုများရောက်လာနိုင်မလားဗောဒီလိုသတင်းတွေလည်းဒါထွက်ရှိလာတယ်ဗျအဲ United ကိုဗောနော်ဒီရာဒီဝက်လောက်လာပြီးတော့ကင်သွားတဲ့နီးပြည် Running ဗောနော် Running လက်ထက်မှာလည်းကဒီအဲတော့ဆဲပတ်မှာပဲကစားနေတဲ့စက်ကူဒါခေါ်ယူခြင်းခဲ့တာဗောနော်ခေါ်ယူခြင်းခဲ့တယ်ပြီးတော့ United ကလည်းဒါအပြောင်းရွှေ့ရာဒီတိုင်းတိုက်စစ်မှုတွေဆိုစိတ်ဝင်စားတဲ့စင်ရင်တွေမှာအများအားပါဝင်ခဲ့တယ်ဗောအဲ့လိုမျိုးဆိုတော့ရောက်လာမလားမလားမှာတော့မပြောတတ်ဘူးဒါပေမဲ့လည်း ရောက်လာနိုင်ကြရတော့တို့နည်းတယ်ပေါ့လောလောဆယ်တော့ Brian Amumu ရဲ့အပြောင်းအရွှေ့ကိုအပြီးတက်ဖို့လုပ်နေတယ်ပြီးရင် United ဒီပေါ့နော်ကွင်းလဲမှာလဲဒီ Ugande ရို Casemiro ရို၄နေရာမတူခေါ်မလဲပြီးရင်တိုက်စစ်မှာရောခေါ်မှာလားဒီလိုမျိုးကိစ္စတွေရှိနေသေးတဲ့အတွက်ဒီစကူဘင်ဂျမင်းစကူပေါ့နော်အလေးထားပြီးလိုက်မလားမလိုက်ဘူးလားတွေကတော့ဒါနောက်ပိုင်းမှာကျွန်တော်တို့သိရပါမယ်ပေါ့နော်အခုကတော့ကောလာလာကောလာဟာလာအနေနဲ့ဖြစ်နိုင်ရည်ရှိတဲ့သတင်းအနေနဲ့ပဲဒါထွက်ရှိလာတာဖြစ်တယ်ပေါ့ ဒီနောက်ထပ်တိုက်စစ်မှုတယောက်ကတော့ဒါရရှိနိုင်တဲ့ထဲရဆိုရင်ဒါ JB ရဲ့ဘောနော်တိုက်စစ်မှုဘလန်ဟိုပစ်တီလဲပါဝင်လာခဲ့ပြီပေါ့ဘာလို့လဲဆိုတော့ဒီ Jumet အသင်းကလည်း United ရဲ့ဘောနော်ကာနာချိုတို့ Rapo တို့စန်ချိုတို့ထဲရသူစိတ်ဝင်စားနေတာအတော့ရောက်လို့မင်းအိုက်တော့ရောက်လို့သူတို့စိတ်ဝင်စားတယ်ဘောနော်ဆိုတော့က United အနေနဲ့ဟိုဘလာဟိုပစ်တို့ လဲဘလာဟိုပေးတို့နောက်ဒေါက်ကလက်လူပဲဗျာဒေါက်ကလက်လူပဲဆိုလဲ S20 ပြီးလာမှတော်တော်ကောင်းနေကစားသမားဗျာဒါပေမဲ့လည်း Juve နဲ့နီးပြဒီအေကိုမော်တာကသူ့ကိုမကြိုက်ဘူးနဲ့တူပါတယ်ခဲ့မတော့ဘူးညာအဲ့လိုမျိုးဆိုတော့ Juve မှာနေရာများနဲ့ဒေါက်ကလက်လူဝင်နေလဲဒါ United ကလည်းဒါကွင်းလဲမှာလူဝင်နေရာဆိုတော့အလဲထက်တွေများဖြစ်နိုင်မလားဗောနောဘလာဟိုပေးဒေါက်ကလက်လူဝင်ဒီဘက်ကကျွန်တော်တို့ဘက်က Sancho အနာချူရပ်ဖို့ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာနိုင်မလားဒါကတော့ဒါစောင့်ကြည့်ရမှာပေါ့နော်ဖြစ်နိုင်ကြည်နေတဲ့တည်င်းနေရော ဖြစ်ပါတယ်ဒါပေမဲ့လေ line ဘုံကျွန်တော်တို့ဒီတွေ့ရှိရတယ်ပေါ့နော်ဖက်ရှုနေရတာဖြစ်တဲ့အတွက်ဒါဒီသတင်းမှာထည့်ပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်အ United ရဲ့ဒီကန်ဝင်ကစားသမားလို့ပဲပြောရမှာပေါ့နော်ကန်ဝင်ကစားသမားကြီးချွန်နီအီဗန်ကတော့ဒါ United တင်းရဲ့လူငယ် Academy မှာတော်တောင်ဝင်ထမ်းဆောင်မှုအတွက်ပေါ့နော်ဒီသဘောတူညီမှုရခဲ့ပြီလို့သတင်းနေတက်လာတယ်ဗျအီဗန်ကဘာလို့ပေးရမလဲဆိုတော့ဒီ United တင်းရဲ့လူငယ်ကစားသမားတွေကိုဗျာ ဒီအငားချတင်တိုင်းချပေါ့နော်ဒီကစားသမားကတော့ဘယ်အသင်းကိုသွားတင်လဲဒီကစားသမားရဲ့ကစားပုံနဲ့ပေါ့နော်ဥမာပရီးမီးယားလေးရဲ့ဒိုမိုချန်ပီယံရှစ်ကဘယ်အသင်းနဲ့ကန့်ညီနိုင်မလဲဒီလိုမျိုးဒါအငားကြီးစီလွတ်ဖို့အတွက်ပေါ့နော်ကူညီပေးရမယ့်အလုပ်ပေါ့အဲ့ဒီအလုပ်ကိုဒါဂျူနီအီဗန်ကလက်ခံသွားဖို့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျူနီအီဗန်ကြီးရဲ့ဒါကစားသမားဘဝကလည်းအဲအဆုံးသတ်သွားပြီလို့ပဲပြောရတော့မှာပေါ့လေသူရဲ့နောက်ထပ်ကယ်ရီယာတစ်ခုချိန်သွားပြီဆိုတော့ အဲ့လိုမျိုးပေါ့နော်ဒီအငှားချတဲ့နေရာမှာဆိုတာချက်စီရတော့တကယ်ဆရာကြားတယ်ပေါ့အဲ့လိုမျိုးသူတို့ရဲ့ပေါ့နော်ဒီအငှားချတဲ့စနစ်ပုံစံပေါ့နော်စနစ်တကူကောင်းကောင်းသက်ဝင်နေတဲ့အတွက်ချက်စီရအဲ့ဒီလူငယ်ကစားသမားတွေကနေပတ်သက်ရရှိမှုတော်တော်လေးများတယ်ပေါ့နော် United သူ United ရဲ့လူငယ်အကယ်ဒမီရနေကစားသမားရောင်းတာပါညာနေပြအဲ့လောက်ကြီးမရဘူးပေါ့နော်နောက်ပိုင်းသူဒါစနစ်မကျတဲ့ဒါ ကတင်းရဲ့ဂင်းတောက်ဒီကြောင်ပေါ့နော်တော်တော်လေးဗျမ်းမရဗျမ်းပရာနိုင်နေတဲ့အခြေအနေဆိုတော့ဂျွန်နီဗန်တို့ဒီနောက် United အသင်းမှာတာဝန်ထမ်းဆောင်လည်းဖြစ်တဲ့ Fletcher တို့ပေါ့နော်ဒီကစားသမားဟောင်းကြီးတွေဘယ်လိုများလှုပ်ပေးနိုင်မလဲဒါလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့ဒီ CR7 Cristiano Ronaldo ကတော့ပေါ့နော်သူ့ရဲ့ဒီအသင်းဘောဟောင်းကြီး Casemiro ကို Enasa အသင်းထံဒါခေါ်ပေးဖို့ပေါ့နော် Enasa အသင်းကိုတောင်းဆိုထားတယ်လို့တော့သိရတယ်ဗျ Enasa အသင်းကလည်းဒါ Casemiro ကိုခေါ်ခြင်းနေပေါ့ United မှာဆိုလေ Casemiro ကိုပေးရတာဒါ Rapporto လို့ပဲလာကတော်များတယ်၃သိန်းခွဲလောက်ရှိတယ်ဆိုတော့ကပေါ့နော် Casemiro ကို Enasa ပြောင်းပြစ်တယ်ဆိုရင်တော့အဲလာကပေးရတာလည်းယော့ပါမယ် ပြီးတော့ဗောနော်သူ့အတွက်ပြောင်းရွှေ့ကြရလဲဥမာ10နဲ့15နဲ့လောက်လေးရကြည်ရမှာဗောဒီလိုမျိုးဆိုတော့ဒါကက်စမီရရဲ့ပြောင်းရွှေ့ရလဲဒါစောင့်ကြည့်ရမယ့်ပုံစံတော့ရှိရဗျာ United ဘက်ကတော့ဗောနော်ဒီရာဒီဝက်ဒီပြီးခဲ့တဲ့ရာဒီအမွေရင်လက်ထံမှာဗောနော်ခြေသွမ်းနေတာပြန်ကောင်းလာတဲ့ကက်စမီရကိုဆက်ထားခြင်းတဲ့သဘောလေးရှိတယ်ဗောဘာလို့လဲဆိုတော့ကိုအသိအဗျာနောက်ထပ်ကွင်းလက်လူတဲ့မဖြစ်နိုင်ဘူးဆိုရင်ဒါ DM နေရာမှာကောင်းကောင်းကစားပေးနိုင်တာ UGAT နဲ့ဒါ Casemiro ရယ်ရှိတော့မှာပေါ့เนาะအဲ့လိုမျိုးတွေ့တာ Casemiro ကိုလေဒါ United အသင်းက ဆက်ထားမလားရောင်းရမလားဆိုတာချင့်ချိန်နေတယ်ဆိုတဲ့တည်င်းနေတက်လာတယ်ပေါ့ United မှာလက်ရှိမှာလည်းဒါပြဿနာတစ်ခုကြုံနေရတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီကစားသမားရောင်းချရေးမှာခုဒီအဆင်မပြေသေးဘူးပေါ့နော်လောလောဆယ်အနေနဲ့ကတော့ဒါအန်တိုနီကဒီရီယဘက်တစ်ကိုပြောင်းမှုကိစ္စကတော့ဒါတော်တော်လေးနှီးစက်နေပြီဖြစ်တယ်ပြီးတော့ဒီယာဒီမှာ United ကနေအဲ့လိုပထမဆုံးပျောက်ရွှေ့ခြင်းနဲ့ပေါ့နော်ရောင်းချမဲ့ကစားသမားဖြစ်ဖို့လေဂျပန်စားနေတယ်ဒီဆန်ချိုနဲ့ ဂါနာချိုကိစ္စကတော့ဗောနောစိတ်ဝင်စားတဲ့အသင်းတွေရှိတယ်ဆိုပေမဲ့သူတို့ရဲ့လမ်းလမ်းကိစ္စအဆင်မပြေတာတွေအခြားကိစ္စတွေကြောင့်ဗောနောတရားဝင်ဒီထဲထဲဝင်ဝင်လိုက်နေတဲ့အသင်းတွေကမရှိသေးဘူးဗောနောအင်တာမီလန်နဲ့ဒီဝိုင်လန်ရဲ့သတင်းဆိုလဲဒါပြန်ပြီးတော့ငုတ်သွားပြန်ပြီပြီးရင်ကျွန်တော်တို့တန်းလက်ထံမှာခေါ်ထားတဲ့ဒါဘယ်နောက်ကန်လူတိုင်းလာမလားစီရတို့ဆိုလဲဒါအမွေရန်တော့မှာမဟုတ်တော့ဗျာရောင်းချရမယ့်ပုံစံရှိတယ်သူတို့ဆိုလဲဒါဘယ်ရောင်းရမှန်းမသိဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ချစ်တော်အိုနာနာကြီးပေါ့အိုနာနာကြီးဆိုလဲဒါ ိတ်ဝင်စားတဲ့အသင်းတွေရှိပေမဲ့ဥနာနာကိုနိုင်ကတော့ဒါတိုက်ပွဲဝင်မယ်မထွက်ဘူးလို့ပြောလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကုသမာခေါ်ယူဖို့ရည်ရတော့ဒါပြီးတော့မဖြစ်နိုင်တော့သလောက်ပေါ့နော်ဒီရာဒီမတော့မဖြစ်နိုင်တော့သလောက်ဖြစ်သွားပြီအဓိကကတော့ကျွန်တော်တို့ဒီဆန်ချိုရက်ဖိုဂါနာချိုခုနပြောတဲ့တိုင်လန်မလာစီယာအန်တိုနီပေါ့နော်ပြီးရင်ဝိုက်လန်ရောင်းမာလာပေါ့နော်ဒီကစားသမားတွေကိုအများဆုံးဒါရောင်းချနိုင်မှုလိုတယ်အဲ့လိုရောင်းနိုင်မှာပဲကျွန်တော်တို့နောက်ထပ်ဒီတောင်းတမီပေါ့နော်ကစားသမားတွေကိုခေါ်ယူနိုင်မှာဖြစ်တယ်ပေါ့ လက်ရှိလောလောဆယ်ပေါ့နော်လိုင်းပေါ်မှာအင်တာနက်ပေါ်မှာဒါပြန့်နှံ့နေတဲ့ဒီခိုင်မာတဲ့စုတွေရောကောလာဟာလစုတွေရောဒီလိုမျိုးတူတူတမျိုးပေါ့နော်ကျဲကျဲလောင်လောင်တမျိုးထွက်ပေါ်လာတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ United ရဲ့ဒီအပြောင်းရွှေ့နေပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်တွေရှိတယ်ဆိုရင်လည်းဒါ comment လေးမှာဝင်ရောက်ဆွေးနွေးသွားဖို့ဖိတ်ခေါ်ပါတယ်ဗျာ